မင်္ဂလာပါဗျာကိုခိုင်း Chelsea TV ကနေအပြောင်းအကျဉ်တော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော် Chelsea နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်အပြင်လေးရောက်နေတဲ့အတွက်ကြောင့်အဆင်ပြေသလိုလေးအတန်သွင်းပေးတာကိုတိခဏနားလေခွင့်လွှတ်ပေးဖို့အတွက်အရင်တောင်းဆိုပါရစေခင်ဗျပထမဆုံးကျွန်တော်ဆွေးနွေးခြင်းတဲ့တရင်ကတော့ Romeo Lavea ရဲ့ဒဏ်ရာပြဿနာဖြစ်ပါတယ်။ Quarabet နဲ့ပွဲစဉ်မှာ ပွဲချိန်အစပိုင်းမှာ6မိနစ်လောက်ပေါ့နော်ဒဏ်ရသွားခဲ့တယ်ပြီးတော့ကွင်းပြပကိုထွက်ခွာခဲ့ရတယ်လူသားလဲခဲ့ရတယ်အဲ့တော့ဒီဒဏ်ရပြဿနာကပေါင်ကျွတ်တာဒဏ်ရပြဿနာပါဒဏ်ရပြင်းထန်မှုပေါ်မှာမူတည်ပြီးတော့တပတ်ကနေလာပေါင်းများစွာအထိအနားယူရဖို့ရှိနေပါတယ်အချက်လိုက်ရတတိပပပြောမယ်ဆိုရင်ရိုမီယိုလေဗယ်ကချယ်ဆီကိုရောက်လာတာရက်ပေါင်း900နှစ်ရဲ့ကြာမြင့်နေပါပြီဒါပေမဲ့ဒဏ်ရပြဿနာတွေကြောင့်ကိုးချိန်အထိသူဒဏ်ရခဲ့တယ်လက်ရှိချိန်မှာလည်း ်ချက်စီးတွက်ပွဲမကစားပေးနိုင်တဲ့ပွဲအီအတွက်က89ပွဲထိရှိလာပါပြီစိတ်ပြည့်စရာကြီးဗျကျွန်တော်အနေနဲ့ကစားသမားတယောက်ကိုခေါ်ရဲဆိုတာဘု து ခေါ်ခေါ်ဗျအသင်းပေါ်မှာအချိုးပြရင်ကျွန်တော်တို့ကတော့ world game ပဲကစားသမားကိုကြိုက်တာဘာညာဆိုတာနောက်မှအသင်းအတွက်နံပါတ်1အချိုးပြပေးနိုင်ရမယ်ဒီနေ့ပေါ်လို့ရသေးမှာဘွန်နာဒိုဒီကိုကျွန်တော်ခေါ်လိုက်တယ်အငားနဲ့ခေါ်ပေးမယ်ဒီကောင်လေးသူ့ထိုက်လျောက်အသင်းပေါ်မှာအချိုးပြတယ် တော့အရင်တော့ဘလောက်ပဲ potential ရှိရှိဘလောက်ပဲကောင်းကောင်းတောက်ရွှေကြီးဘလောက်ပဲမြန်းမြန်းလောက်ခပမာဏဘလောက်ပဲပြပြအဲ့ကစားသမားအသင်းတော်မကစားပေးနိုင်ကျွန်တော်တွေကဘာလို့မှာလဲအဲ့တော့ level ရနဲ့ပတ်သက်ပြီးကျွန်တော်တွေကတော့ပွင့်လင်းပြောရင်တော်တော်လေးစိတ်ပြတ်သွားပြီဗျချက်စီးအသင်းမှာ level ရတယောက်တည်းနဲ့မကအောင်ထင်ရပြဿနာကြောင့်ညနေလေးခဲ့ပြစ်လောက်ခဲ့ရတဲ့ player တွေရှိမှရှိပါတယ် The Wesley Fofana ဆိုရင်လဲကျွန်တော်တို့တိတ်ပြီးတော့မမျော်လင့်တော့ဘူးအခု level ရတယောက်ပါပါဝင်လာတယ်ပေါ့နော် အသက်က27နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်ရေရှည်ဆက်လက်မျောလင်းလို့ရပေမဲ့ဒီတန်ရာပြဿနာတော့တွေကရုံမထွက်နိုင်ဘူးဆိုရင်အသက်ရည်သားတဖြည်းဖြည်းကြီးကြီးသွားမယ်ကျွန်တော်တို့တကယ်လည်းကစားပေးနိုင်မှာမဟုတ်ဘူးဆိုတော့ Romeo Level ရောချက်သီးတင်တောင်ရှိရသူတွေဘယ်လိုလုပ်မလဲပေါ့ရေရှည်မှာဒီပုံတိုင်းပဲဒန်ရာတွေရနေရင်အတင်းမှာပဲဆက်ထားထားမလားရတဲ့ဈေးနဲ့ရောင်းထုတ်လိုက်မလားအရင်ရှုံးခံတဲ့ပုံမျိုးမဟုတ်ဘဲနဲ့အသက်ရည်တစ်ခုလည်းရှိသေးတဲ့အတွက်ကြောင့်ဈေးကောင်းပေးမယ်ဆိုရင်တော့ဈေးကောင်းဆိုတာဗျ Level ရောခုံးစီအချိန်ကာလတုန်းက ပြောင်းရွှေ့ကြီးအမောင်းပေါ်မှာနားလောက်ကိုဆိုတာမဟုတ်ဆိုလိုတာမဟုတ်ဘူးသူ့ထိုက်လျောက်ပြောင်းရွှေ့ကြီးအမောင်းပေါ်မှာတရက်ပေးမယ်ဆိုရင်ကျွန်တော်ကတော့ review level ရာကိုအတင်းအနေထွက်ခွာခွင့်ပေးတဲ့နယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျကဲဒီတကဆက်လက်စနေချင်းတဲ့တင်ကတော့ coach of site ကပေါ်ပြထားတဲ့တင်မဲ့ဖြစ်ပါတယ် Chelsea တင်းဟာ Inter Milan အတင်းနောက်ခံလူ Bastoni ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်ဒီသားသမားကိုအခုဇန်နဝါရီကာလမှာကြိုးပမ်းသွားဖို့ရှိပေမဲ့ Chelsea နဲ့အပြိုင်နောက်ထပ်စိတ်ဝင်စားနေတဲ့ club တင်းကတော့ Liverpool ဖြစ်ပါတယ် Liverpool ကလည်းလက်ရှိချိန်နောက်ခံကစားသမားကောင်းတယောက်ဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ခေါ်မဲ့ပုံစံမျိုးဖြစ်နေတယ်ဟုတ်ကဲ့ကျွန်တော်ညကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ဘောလုံးပွဲကစားချင်တယ်ဆိုရင် Senior Torches ကအိုင်ဘက်ခွန်ရှစ်ကို၅သလုံးမစ်နဲ့မောင်းငင်္ဂ6တို့ကို Member သစ် Unit ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘာပနမတ်39 893 18380မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာလီယိုနီယိုတို့ခေါ်ခဲ့ပေမဲ့လည်း ACL injury ရသွားတယ်လက်ရှိ Vaji နဲ့เนาะ Ibrahima Konate တို့ကလည်းအရင်ယုံကြည်လို့မရတဲ့ကစားသမားတွေဖြစ်တဲ့အခါကျတော့ Bastoni ဘီအသေးတွေစိတ်ဝင်စားဖို့ကောင်းတဲ့ player မျိုးဖြစ်လာတယ်တိုးတော့ပြဿနာတရတော့ရှိတယ်အဲ့ဒါ Bastoni ရဲ့ပြောင်းရွှေ့ကြီးလက်ရှိချိန်မှာ Transfer Market ရဲ့ဖော်ပြချက်ရဲ့ Euro 80တိတိ Bastoni ရဲ့ပြောင်းရွှေ့ကြီးကရှိတယ်စာချုပ်တက်တန်းကလည်း2028ခုနှစ်တိရှိနေတဲ့အတွက်ကြောင့် Inter Milan ရှောက်တောင်းပါဗျပောက်ကရတောင်းပါဗျာ ကျွန်တော်လိုပြောရင်ဟိုပေါက်ကရဆိုတဲ့စကားဘာညာနဲ့တမျိုးထင်ကောင်းထင်ရနိုင်တယ်တကယ်တမ်းလဲပေါက်ကရစီတောင်းတာကျွန်တော်မှတ်မိတယ်လော်ဒရိုမာတီနက်စ်ကိုအပေါင်တန်းတရာမပေးမရအောင်ဘာညာဆိုတဲ့စကားမျိုးတွေပေါ့အဲ့တော့အီတလီစီးရီးဘောလုံးကလပ်တွေရဲ့အထာတွေလည်းအလုံးသိတဲ့အတိုင်းပဲအင်္ဂလန်ပရီးမီးယားလိကလပ်တွေဆိုရင်ဈေးကိုအတကုံဆွတ်ဆက်ပြီးတော့တောင်းမှာလက်ရှိချိန်ဘာစတိုနီကလည်းအသက်အရွယ်ရခြေစွမ်းပိုင်းရအကောင်းဆုံးအချိန်ရောက်နေတဲ့အတွက်ကြောင့်ယူရိုတန်း80ဆိုတာထရိုဆာမတ်က တော့ကောင်ကပေါ်ပြတ်ထားတဲ့ပေါက်ကြီးပဲရှိသေးတယ်။အင်တာမီလန်တောင်းမဲ့ခြေဆိုရင်အယူရိုတန်တရာတွေပါရည်လဲဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့တော့ခေါ်တဲ့လားဆိုရင်ခေါ်တဲ့နဲ့ဘတ်စတိုနီနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာမှထူထူအပြစ်ပြောနေစရာတော့မလိုဘူး။ဘတ်စတိုနီဒီကစားသမားကောင်တယောက်လက်ရှိချိန်ကမ္ဘာမှာအကောင်းဆုံး defender တွေထဲကတယောက်ဒါကိုလက်ခံတယ်။သို့တော့ကျွန်တော်ပေးရမယ့်ပြောင်းရွှေ့ခြေနဲ့ဘယ်လိုလုပ်မလဲ။ ထိုက်တန်မှုရှိရလားခေါ်တဲ့တလားဆိုတဲ့အပိုင်းနဲ့အများကြီးစဉ်းစားရမယ်ဗျာအခုယူရိုတန်80လို့ပြောရင်မဲ့ကျွန်တော်တို့ကပြောတယ်လို့ပေါ့ယူရိုတန်ဘလောက်မှန်းကိုမသိတဲ့ဈေးနှုန်းအမောင်းပမာဏတရက်နဲ့ကိုအင်တာမီလန်ကတောင်းဆိုမှုလုပ်မယ်လို့တော့ထင်တယ်အဲ့အတွက်ကြောင့်ဘတ်စတိုနီလိုမျိုး demands များတဲ့ကစားသမားတွေကိုဝယ်ယူမဲ့အစားဈေးသင့်ပြီးတော့ကိုယ်အသင်းအတွက်လည်းတကယ်အသုံးဝင်နိုင်တဲ့ defender မျိုးတွေကိုခေါ်ဦးသင့်ပါတယ်ဘယ်သူတွေကိုခေါ်ဦးသင့်တယ်လဲဆိုတဲ့အပိုင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးလည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်အထူးတလဲတော့ပြောမနေတော့ဘူးကျွန်တော်ကတော့ ဘတ်စတိုနီကိုကစားသမားရဲ့စွမ်းသမားပိုင်းကကြိုက်တယ်ဒါပေမဲ့ဈေးနှုန်းကမကြိုက်ပါဘူးခင်ဗျ။ဟုတ်ကဲ့ဒီတကဆက်လက်ဆွေးနွေးခြင်းတဲ့တင်ကတော့ဒါမက်လောပေါ်ပြထားတဲ့ချက်စီရဲ့အလှည့်ကျကစားသမားတွေကိုပြောင်းလဲသုံးဆွဲနေတဲ့တင်ပေါ့နော်။ချက်စီတာဝန်ရှိတဲ့သူတွေကနီးပြမာရက်စကာရဲ့ကစားသမားတွေရဲ့အလှည့်ကျသုံးဆွဲမှုစနစ်ကိုအားပေးထောက်ခံနေပြီးတော့ဒီစနစ်ကရေတိုမှာအသင်းရဲ့ရလတ်ပိုင်းမတည်ငြိမ်မှုတွေကိုဖြစ်စေနိုင်ပေမဲ့ရေရှည်သွားမဲ့အသင်းရဲ့ခီးမှာအထောက်အကူပြုမယ်လို့ယုံကြည်နေပါတယ်တဲ့။ ော့ဒစိမ့်ဒေတာမှတ်ပါလေကစားသမားတွေကိုဟိုဘယ်လိုပြောမလဲ relation လို့ပြီးတုံးတာပေါ့ဗျာဒီတပွဲကြရင်မင်းကနော်ပေါ်တော့ကစားသမားဖြစ်ကစားနောက်တပွဲကြရင်အရန်ကူမှာထိုင်နေတဲ့ကစားသမားတွေကကစားပိုသရှင်တနည်းအားမှာကစားသမားအနည်းဆုံး၂ယောက်ကနေ၃ယောက်အထိရှိတဲ့ပုံမျိုးနဲ့တွားတယ်ပေါ့ကောင်းတယ်အနည်းလမ်းကိုကျွန်တော်ဘာမှဟိုပြဿနာတရားလို့မမြင်ဘူးချက်စည်းတင်တာဝန်ရှိတဲ့သူတွေရဲ့အမြင်လည်းမှန်တယ်ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်အဲ့ဒါကဘလောက်ပဲအလဲကျစနစ်၃၃ လိုအပ်တဲ့နေရာမှာလိုအပ်တဲ့ကစားသမားမရှိဘူးဆိုရင်တနည်းအားဖြင့် qualify ဖြစ်တဲ့ကစားသမားမရှိဘူးဆိုရင်သူ့ဘာလို့ block rotation လုပ်လို့အလကားပဲဗျာကျွန်တော်ထောက်ပြကြင်တာ Chelsea တင်းရဲ့နောက်ခံလူတနည်းအားအခုနောက်တန်းမှာ rotation ဘယ်လိုလုပ်မလဲကြိုက်တယ်လို့လို့ Wesley Fofana Josh Acheboy Tosin เนาะတော့သူတို့ဗရီယာရှိုင်း Chaluba အဲ့ဒီကစားသမားတွေကိုကဲနောက်တစ်ပွဲပေါ်ထွက်ကစားသမား၂ယောက်เนาะနောက်တစ်ပွဲအရှံကုန်းမှာထိုင်နေတဲ့ကစားသမား၂ယောက်ကြိုက်တယ်လို့ switch လုပ်ပြီးတော့ ဒါပေမဲ့လည်းလဗိုင်းကိုဝဲလို့ပလေယာမျိုးတယောက်မပါတဲ့အတွက်ကြောင့်ယုံကြည်လို့ရတဲ့ခံစစ်တန်းကိုရမှာမဟုတ်ဘူးဗျအဲ့ဒါကြောင့်ပလေယာဒီလို rotation လုပ်ပြီးသုံးတာကျွန်တော်လက်ခံပေမဲ့အရေးသွေးပြစ်မိတဲ့ defender ကောင်းတယောက်တော့ Chelsea တင်းရဲ့နောက်တန်းစုဖွဲ့မှုမှာလိုအပ်နေပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနောက်ခွင့်ပြပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်